ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာနဲ့ွယ်ရေးသားတဲ့တကွေတော့တွေ့ကြအောင်မြည်ဆိုတဲ့ဝတ္ထုရဲ့အပိုင်း30ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တကွေတော်တွေ့ကြအောင်မည်အပိုင်း30ရှာမာမိုတိုသည်ထွေးမြင့်ကိုလည်းသူ၏တားငယ်နှင့်တူသည် ဆိုကားမွန်ချီခေါ်ဂျပန်ကီကီယာများကိုထုတ်ကြွေလေထို့နောက်တခင်လွန်နိုင်အားမျိုးတဲတွင်စိုက်နှစ်တက်ရာအိမ်တိန်ရှား၍နေထိုင်ရန်ပြောဆိုပြီးချက်ချင်းပင်ရင်းအိမ်ကိုဂျပန်စစ်တပ်ကသိမ်းပိုက်ထားကြောင်းသဘောပါသည့်အမိန့်စာတစ်စောင်ကိုရေးပေးလေ၏ ရင်စာကိုမှန်ပေါင်းတွင်၍ဧကန်းတွင်ချိန်ထားရန်မှာကြားလိုက်၏ရှင်တို့ဖြင့်တခင်လွန်နိုင်တို့သည်မြို့လယ်ရှိရှင်အင်ကြီးတို့ နောက်တနေ့ညနေတွင်ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်၏တို့ရတွင်လူကြီးများဖြစ်သောဥထွန်ပေါ်နှင့်ဒေါ်ရွှေစင်းတို့ကသာသမီမြေးများနှင့်အတူလိုက်ပါမသွားပဲလန့်ဆွေးလူခြံတို့သာ ပြန်ပြောင်းသွားကြ၏သူတို့သည်ထို့သို့လိုက်ပါမသွားကြရုံသာမက ထို့သောသူတစ်ပါး၏အိမ်ကိုတိမ့်ပိုက်နေထိုင်သည်ကိုလည်းဗုဒ္ဓဘာသာများပြီးပြီးသဘောမတူမနစ်ဆိုင်ကြခြင်းတခင်လွန်နိုင် ကိုယ်တိုင်မှာလည်းဘာသာရေးတွင်တတ်ဝင်ယုံကြည်သူတူပြီးပြီးသူတစ်ပါးပစ္စည်းကို မတရားတိမ့်ပိုက်ယူရန် မလိုလားတော်လဲယခုအိမ်မှာမူပန့်တကူလိုဖြစ်နေအင်းရှင်မှာတရုတ်ကုန်းတဲ့တူဖြစ်ပြီးအခါမပြတ်မီတလားလောက်ကလေးကပင်ပြည်ကြီးတို့ပြန်ပြေးလေပြီဖြစ်၏ ထို့ဖြင့်လောလောဆယ်တွင်ဤအိမ်သည်ပန်ရှင်မဲ့နေပန်ရှင်မဲ့ပစ္စည်းတစ်ခုသည် မင်းဗန္နာသာ ဖြစ်ရမည်လောလောဆယ်တွင်သူတို့သည်ဤမြို့ကိုအုပ်ချုပ်သောမင်းများပင်သည်၎င်းပြင်ဤအိမ်ရှင်တယောက်သည်အစိုးရအရာရှိများနှင့်ပူးပေါင်းပြီးသခင်များကိုနှိမ်ခဲ့သူတူဖြစ်၏မြမပြည်တွင်နေပြီးမြမများကိုအထင်သေးသူတူဖြစ်၏ ထို့ကြောင့်ရန်သူပစ္စည်းကိုသိမ်းပိုက်ရသည်ဟုလည်းသဘောထားနိုင်လေသည် နောက်ဆုံးဆိုရလျင်ရင်းရင်ကြီးသည်တီနီယာအွက်ကွင်းကြွ၍ခန္ဓာကောင်းမွန်လှယုံသာမကသခင်လွန်နိုင်၏ညီဖြစ်သူ ကိုမင်းသိန်း၏အိမ်နှင့်လည်းလလံမဝေးလာချေထို့ကြောင့်ညီကိုချင်းနိကတ်စွာနေနိုင်သည့်အခွင့်အရေးလည်းရရှိလေသည်ညိုညိုကမိခင်ထံတွင်တလှအကိုကြီးထံတွင်တလှနေထိုင်မည်ဟုဆိုလေသည် ရှင်ရင်မြရောက်လာသည့်အချိန်တွင်ညိုညိုသည်ထွေမြင့်တို့နှင့်အတူနေထိုင်လျက်ရှိလေသည်ထွေမြင့်နှင့်ရှင်ရင်မြတို့သည်ဧကန်ကျေကိုဖြတ်၍အတွင်ဘက်သို့ဝင်သားကြလေသည် ရှင်ရင်မြသည်ရရှိသည့်အချိန်တွင်မှပင်ဧကန်နှင့်တကွအိမ်တစ်ခုလုံး၏အချိန်တွေကိုအကဲခတ်ကြည့်ရှုသွားလေသည် အပြင်ပန်းကသာပိုးကုံတဲ့ဖြစ်ပြီးနောက်ပိုင်းကဘိန်းချလျက်ရှိသော ထောင်ကဲသည် အစိုးရရရှိများနှင့် ၎င်းတို့၏မိသားစုများကို မကြာခဏဆိုသလိုခမင်းဖိတ်၍တွေးလေရှိရာရင်းရင်းမြလဲခြေခင်ကဤအင်ကြီးတို့၂ချိန်၃ချိန်ရောက်ခဲ့ပူပါသည်တို့ရတွင် သူမလောလောဆယ်ရောက်ရှိနေသော အင်ကြီးနှင့်ခြေခင်သူမရောက်ဖို့သောအင်ကြီးတို့မှာ လုံးဝမတူတော့ချေဟိုတုန်းကဆိုရင် အင်ကြီးအပြင်စင်မှာကန္နာလရစ်တဝက် အနောက်တိုင်းတဝက်ဖြစ်ပါသည် ယခုမူလုံးဝမြမဆန်လျက်ရှိသည် ပို၍ပနာရနေသည်ဟုထင်ရသည်ဤကမနှင်းဤနှင့်ညိုညိုတို့၏လက်စွမ်းလက်ဆများပင်ဖြစ်မည်ဟုရှင်ရင်များကတွေးထင်လိုက်ပါသည်သူတို့နှုတ်ကျေဝန်းသောဇင်ကြံတစ်ခုတည်းသို့ချိုးဝင်သွားပြီး အတန်ငယ်ရှောင်မိသောအခါမိဘကံကို တွေးရှိရလေသည် မနှင်းဤတို့၏မိဘကံမှာမြမချက်ပြုတ်မှုအသုံးဆောင်များကို ခင်ချင်းပြသထားသော ပြတိုက်တစ်ခုပမာရှင်းလင်းတည့်ရလာပေသည်မိဘတဲ၌မနှင်းဤနှင့်ညညိုတို့သည် စနွေမကင်းဖောက်ရန်ပြင်ဆင်လျက်ရှိကြသည်မိုးကလေးအုံပြပြမှပင်ချွေတစိုးစိုးဖြစ်နေကြသော အမျိုးသမီးနှစ်ယောက်သည်ချွေမြင့်ဤနောက်မှအိတ်ဆိတ်စွာလိုက်ပါလာသောရှင်ရင်မြကို တွေးလိုက်ရသောအခါအိမ်တွေပြက်လောက်အောင်အံ့ဩသွားလေသည်ရှင်ရင်မြမှာညီတို့မြမပြောတတ်ပဲမိဘတကားဝတွင် မလုံမရှက်ကြီးရန်နေလေသည် အတန်ငယ်ကြာမှညိုညိုသည်တတိပြန်လဲရရှိလာပြီးရှင်ရင်မြရှိရာသို့အပြေးကလေးထသွားသည်ရှင်ရင်ကဖြုံးစားကြီးရောက်လာတော့ညိုတို့အံ့ဩသွားတာပေါ့လာထိုင်းလိုက်လဲစွာခီးဥဇိုပြုလိုက်သည်ဒုက္ခကြမှပင်မနှင်းဤမျက်နှာမှာလဲရှင်ပြုံး၍လာပြီးရှင်ရင်မြဤလမောင်းတစ်ဖက်ကိုဆွဲကင်ကကလထိုင်းတစ်လုံးတွင်ထိုင်စေပါသည် အင်ရှင်အမျိုးသမီးတအူးနဲ့ကလေးငယ်တအူး၏ပေါ်ရွေမှုတို့ကြောင့်ရင်ရင်မြသည် အတော်ပင်အားရှိသွားသည်။သို့ရာတွင် သူမလာသည့်ကိစ္စကမပြီးမြောက်သေးချေ။သူမတွေ့ရင်လာသူမသူတို့သုံးဦးမဟုတ်ပဲသူတို့သုံးဦး၏အထက်မှအကြီးကဲသာလင်းဖြစ်လေသည်။ရင်းကြောင့်သူမသည် အာယူ၍တခင်လုံးနိုင်နဲ့တွေ့အောင်ကျမလာခဲ့တာပါရှင်။အင်ရှင်မျိုးသမီးနှုတ်ဦးသည် တယောက်ကိုတယောက်ကြိလိုက်ကြပြီးနောက်ညိုညိုကအကိုကြီးအပြင်သွားတယ်ခုပဲလာပါလိမ့်မယ်ထိုင်ပါဦးအေးစစ်စစ်ပေါ့ရှင်ရင်မြသည်ညိုညိုအားဆူဆိုက်၍ခြင်းနေတစ်ဖက်မြို့သမီးမျက်လုံးထဲတွင်ကျင်နာမှုများကိုတွေ့ရှိရသဖြင့်သူမမှာအလိုလိုဝမ်းနေလာမိသည်ခေါင်းကိုငုံချလိုက်သည့်အချိန်မျက်ရည်တစ်ပေါက်သည်ကလထိုင်ပေါ်သို့ကျသွားသည်အိုးရှင်ရင် ဘာလို့ငိုတာလဲညိုညိုကပြပြတလဲမေးလိုက်သည်မငိုပါဘူးညိုညိုရဲ့တို့နောက်သူမသည်အန်ချိတ်၍ညိုတို့အကိုကြီးတိတ်များ ကြားနေမလားမကြပါဘူးကိစ္စမရှိပါဘူးဘလောက်ကြာကြာစောင့်ရမှာပဲအကိုကြီးနဲ့ဘာကိစ္စရှိလို့လဲတောင်းမှန်မလို့ပါရှင်ရင်များ၏အတန်မှာ တုံရင်လျက်ရှိရင် ။"အိုး၊ဘာများတောင်းပန်ရမှာလဲရှင်ရှင်ရဲ့။"ညိုညိုကရုတ်တရက်မေးလိုက်ပြီးမနှင်းရီမျက်နှာရိပ်ပြဟန်တားမှုကို တွေ့လိုက်ရသဖြင့်အချိန်လေးကို နားလေသွားကဆက်မမေတော့ချင်း။ရှင်ရင်မြမှာလဲမိတို့မြပြန်မပြောပဲအနည်းတွင်ဇက်နေသောထွေးမြင့်ကိုဆွဲယူ၍ခတင်းတင်းလေးဖတ်ထားလေသည်။သူစဉ်မနှင်းရည်သည်ကော်ဖီပြော်လျက်ရှိလေသည်။ကြင်ပေါက်နေရာမှပြုတ်ကနေပြက်ကနေ ထည့်စီလက်သွားသည်ကိုမြင်ရသည် မိုးသည်တကယ်ပင်ကြွားတော်မည်လားယာဟုတောင်စီမှမဲ၍တက်လာသည်သူပါသူနေသော နေလုံးကို မိုးတိမ်များဖုံးသွားသည်ဖြင့်အခန်းထဲတွင်အလင်းရောင်ကျော်သွားသည်မောင်းသွားသည်မိုးကတော့ကြွားတော်မယ်နဲ့တူတယ်ရှင်ရင်တောင်မိုးခွားကလေးမိလာတယ်ကဲကော်ဖီပူပူလေးတောက်လိုက်ပါဦးမင်းကြီးကကော်ဖီပကံကိုချပေးရင်ပြောလေ ။အိုးဒုက္ခရှာလို့မမရည်ရဲ။ရင်ရင်မြသည် ကော်ဖီမတောက်လို့ကြောင်းရင်းဆန်ပြီးပြုတ်ပြီးမှတပတ်သား၏စေတနာကို ထင်ထင်ရှားရှားတွေ့မြင်နေရသဖြင့်ပူပူကလေးပင်တကြိုက်မှောက်၍တောက်လိုက်၏။မမရည်တို့မုန်းဖောက်ကြမလို့လား။လှုပ်လေရင်ရင်လေးကုလုပ်ပေးမယ်။အိုးနေပါစေ မမကြီးတို့ဘာသာလောက်ပါမယ်တေယုံမဲရှိပါတော့တယ်မနှင်းရည်ဒီပြပြောဆိုဆိုပင် စနွေမကင်းဒေဝပြကြီးကိုမိကြီးရဲရဲဖိုးပေါ်သို့တင်လိုက်သည်ဦးလေးဦးမြင့်ခိုင်ဒီလကုံမှပြန်လာမဲတဲ့မမရင်ရင်များတစ်ချိန်လုံးခမစိတ်နေခဲ့သောထွေးမြင့်သည်ဇုတ်တရဲ့ကိုမြင့်ခိုင်အကြောင်းပြောလိုက်ရာရင်ရင်များဤဗပြင်များသည် မနှင်းဤမိသွေးဖိုးထက်ပင် ပို၍ရဲသွားပါတော့သည်ဟဲ့ကောင်းလေးဘာလို့လျှောက်ပြောနေတာလဲကိုနဲ့ဆိုင်မန်းမသိမဆိုင်မန်းသည် မနေ့ကတဖက်သားကို အာနာလှသည့်အနေဖြင့်သူမ၏သားကိုဆူလိုက်၏ကျွန်တော်နဲ့ဘာလို့မဆိုင်ရမှာလဲဆိုင်လို့ပဲဟိုတနက်ပြစ်ခံရတဲ့ညကဦးလေးကိုမြင့်ခိုင်တဲ့သူကျွန်တော်လိုက်သွားသေးတယ်အဲ့ဒီတော့ကမောင်ထွေးမြင့်ကလေးဘာမှမဖြစ်ဘူးနော်ရှင်ရင်များက မနေ့ညကဖြစ်ဖြစ်ခဲ့သည့်ကိစ္စတစ်ခုပမာပူပူပန်ပန်မေးလိုက်သည် မဖြစ်ပါဘူးဒါပေမဲ့ဦးလေးကတော့ ကြောတက်တဲ့မာကိုအမှန်ခံရတာပဲရှင်ရင်များသည်ခေါင်းငိုက်ဆိုင်ကြသွား၏ခဏကြာမှဒါပေမဲ့အခုတော့မောင်ထွေးမြင့်တို့ကအထက်စီးကပါကွယ်မမတို့ကခံရမဲ့ဘဝပါကွယ်သူမကတူတူကလေးပြောလိုက်သည်ရှင်ခိုက်တွင်အိမ်ရှိလမ်းမပေါ်၌ကားတစီးရက်တန်ကြာရသည်ဟောဖေဖေပြန်လာပြီမောင်ထွေးမြင့်သည်ရှင်ရင်များ၏ရှင်ခွင်ထဲမှ ရုံထွက်၍အင်ရှိဘက်သို့ပြေးသွားလေတော့၏။လာလာရင်ရင်အကိုကြီးနဲ့တွေ့ကျင်နေဆိုရင် မျိုးတို့လည်းအင်ရှိသွားရအောင်။ညိုညိုကရင်ရင်များ၏လက်မောင်းကိုဆွဲခေါ်သွားသဖြင့်မိဖို့တဲတွင်မနှင်းဤနှင့် စနွေမကင်းသာစစ်တိုက်လျက်ကြံရစ်ခဲ့လေ၏။အမျိုးသမီးနှစ်ယောက်သည်ဧကန်သို့ရောက်ရှိသောအခါတွင်တခင်လုံးနိုင်တို့သားဖအိမ်မော်တို့တက်လာနေကြပြီဖြစ်၏။ထွင်းမြင့်သည် အိမ်သို့အပြေလွာဆင်းသွားပြီးရင်ရင်မြရောက်နေသည့်အကြောင်းဖခင်ဖြစ်သူအားပြောပြပုံကြလေသည်ယင်းကြောင့်ပင်တခင်လုံးနိုင်သည်ရင်ရင်မြကိုဧကန်တဲ့တွင် တွေ့ရသောအခါတွင် လုံးဝအံ့ဩခြင်းမရှိဘဲတစ်ချက်သာကြည့်ပြီးထိုင်ကြလေညိုညိုကရင်ရင်မြ၏လက်ကိုဆွဲ၍နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင်ထိုင်လိုက်သည်တခင်လုံးနိုင်သည်လက်ထဲတွင်ကိုင်းလာသော ဖိုင်တွဲကြီးများကိုစပွဲပေါ်ချလိုက်ပြီး သူတို့နဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်ထွေးမြင့်ကလည်းကလထိုင်လို့တလုံးတွင်ဝင်ထိုင်လိုက်ပြီးလူကြီးတွေ အရေးကဲကိုကျိန်နေလေသည်စူဇမ်းမအောင်ဘာကိစ္စလဲတခင်လွန်နိုင်အတန်ကမပြင်းထန်မမလွန်လာတော့လဲပြတ်တောင်း၍နေသည်ရှင်ရင်များရုတ်တရက်တော့ဘာပြောရမှန်းမသိရှိနေသည်အတန်ကြာမှအကိုကြီးကို တောင်းမှန်မလို့ပါ ဘာကိစ္စတောင်းပန်မှာလဲဒဲဒီကိစ္စပါ အကိုကြီးတို့လည်းသိပါတယ်စူစမ်းမအောင်ရှင်ရင်မြသည် အကိုကြီးရှာဖွေသောအားဖြင့်ထွေးမြင့်နှင့်ညိုညိုတို့အားခြေလိုက်သည်သို့တော်လည်းသူတို့မိသားစုများသာ ဖြစ်ကြောင်းအမတ်ရသွားပြီးအားငယ်စွာဖြင့်ဒဲဒီကို မဖမ်းကြပါနဲ့ဘာပြုလို့ဖမ်းရမှာလဲမင်းတို့ဒဲဒီကဘာလုပ်နေလို့လဲစပိုင်လုပ်နေလို့လား ဟင်ဒဒီစပိုင်မလုပ်ပါဘူးဒဒီအခုဘာမှမလုပ်ပါဘူးဒဒီဟာအရင်ကလုပ်ခဲ့တာတွေအတွက်လဲနောင်တကြနေပါပြီဒါကြောင့်လဲအကိုကြီးတို့စီကိုအတောင်းမှန်ခိုင်းတာပဲဒါဖြင့်အခုမင်းလာတာဟာ သူကလှုပ်လိုက်တာပေါ့သူကအတောင်းမှန်ခိုင်းတာပေါ့ဟုတ်ပါတယ်ဘာဖြစ်လို့သူကိုယ်တိုင်မလာတလဲသူကိုယ်တိုင်လားဆိုလဲလာမှာပါပဲဒါပေမဲ့အကိုကြီးတို့ကဖန်ထားမှကြောက်လို့ ကျမကိုအရင်လှုပ်လိုက်တာပါသူများတွေကိုဖမ်းထောင်ချပြီးကို့အလှကြမှာကြောက်နေသလားတခင်လွန်နိုင်၏စကားကြောင့်ရှင်ရင်မြသည်ရှင်ဘက်ကိုလက်ဝါးဖြင့်အုပ်ထားလိုက်သည်သူအခုဘာမှလဲဟိုဟိုမပြောချင်လဲနေလေမင်းတို့ဘလောက်ကြောင် ပုံနေနိုင်မလဲပြောပါမယ်ကျမတို့ဆက်ပြီးလဲပုံမနေနိုင်တော့ပါဘူး အကိုကြီးတို့လူတွေလိုက်ဆောင်ဆန်းနေတာနဲ့အခုဆိုရင်ကျမတို့ကိုဘသူကမှလက်ခံမထားဝန်တော့ပါဘူးဒီလိုပဲဖြစ်ရမှာပေါ့ကြားသွားလို့ရှိရင်ပုံနေတဲ့လူရော လက်ခံပေးထားတဲ့လူတွေရောဟာအပြစ်ကြီးတဲ့ကြီးလာမှာပေါ့ဒါပေမဲ့ဒတိတို့ဘာမှမလုပ်ပါဘူးမလုပ်ဘူးဆိုရင်ဘာရှောင်းနေစရာရှိသလဲတို့နဲ့လားတွေ့ပြီးဘာမှမလုပ်တော့တဲ့အကြောင်းရှင်းပြလိုက်ရုံပေါ့ တို့ဟာအเจ้าမဲ့တက်တက်မဖမ်းပါဘူး။အေးညီမပြည်လွတ်လပ်ရေးကိုအနောက်ရှက်ပြုတ်ရင်တို့လုပ်ငန်းတွေကို ဆန့်ကျင်ရင်အင်္ဂလိပ်တရှိုလောက်ရင်တော့မတက်တာဘူးပေါ့။မလုပ်ပါဘူး။အကိုကြီးပြောတာတွေလက်ဒီတခုမှမလုပ်ပါဘူး။ဒါဖြစ်ရင်ပြီးရောပေါ့။လာခဲ့ပေါ့။မြန်မြန်လာတွေ့ရင်မြန်မြန်ပြဿနာအေးသွားတာပဲ။မင်းတို့အခုဘာလုပ်နေကြသလဲ။ဘာမှမလုပ်ပါဘူး။ဘာမှလည်းမလုပ်တတ်ပါဘူး။ ဒါဖြင့်နောက်ရောဘာလို့မေးစိတ်ကူးကြသလဲအခုထိမကြံတတ်မစီတတ်ပါပဲဒါဒီလဲဘာမှမလုပ်တတ်ပါဘူးကျမတို့လည်းအတော်ဒုက္ခရောက်နေပါပြီရွှေလေးနည်းနည်းချင်းချင်းကလွှဲရင်ဘာပစ္စည်းမှမရှိတော့ပါဘူးကျမတို့အိမ်ကိုလည်းဂျပန်တွေတင်ထားလို့ပြန်ပြောင်းလာရင်တောင်ဘယ်မှနေရမှန်းမသိသေးပါဘူးဒါဒီနဲ့မမီလည်းအကြောက်လွန်ပြီးမစားနိုင်မတော့နိုင်နဲ့လှုပ်လှုပ်ပဲရှိကြပါတယ်အဲ့ဒါမှတ်ထား ဝတ်ဆိုတာလေတတ်တာပဲဟုတ်ကဲ့ဒါဒီလဲအခုတော့တော်တော်ကြီးကို နောင်တရနေပါပြီ အခုလဲဖုန်းကြီးဝင်နေပါတယ်ဖုန်းကြီးဝင်နေတယ်ဟုတ်လားအဖန်းခံရမှာကြောက်လို့တင်ငန်းအရေးချုံးနေတာပေါ့ဟုတ်လားအဖန်းခံရမှာကြောက်လို့ဆိုရင်လဲဟုတ်ပါတယ်တကယ်တရားရတာလဲဟုတ်ပါတယ်မဖန်းတော့ဘူးဆိုရင်လူထွက်မှာမဟုတ်လားရှင်ရင်များကဘာမှပြန်မပြောချင်း ကောင်းပြီလေမင်းတို့ဒယ်ရီကိုပြောလိုက်ပါတို့နဲ့အမြန်ဆုံးလားတွေ့တာဟာအကောင်းဆုံးပဲလို့တကယ်လို့တို့အပေါ်မှာမင်းတို့ဒယ်ရီလှုပ်ထားခဲ့တာတွေဟာ ခြေစရာလည်းမရှိပါဘူးမင်းလည်းသိပဲဒါပေမဲ့မင်းလာပြီးတောင်းပန်နေဆိုတော့တမျိုးစဉ်းစားရမှာပေါ့မင်းတို့ထဲမှာတော့မင်းဟာအတော်စိတ်နှလုံးကောင်းမှုရပါတယ်ပြီးတော့မင်းဟာငါညီနဲ့လည်းပတ်သက်နေတယ်ဒါကတော့မင်းတို့နှစ်ယောက်ရေးပါ တို့ကတော့ဘာမှဝင်မဆွတ်ပါဘူးမြင့်ခိုင်လည်းဒီလကုံရင်ပြန်လာမှာပဲသူကလည်းမင်းကိုတော့အတော်ကြီးချစ်ပုံရပါတယ်တခင်လုံးနိုင်ဤနောက်ဆုံးစကားကြောင့်ရှင်ရင်မြဤဗပြင်ကလေးသည်နေရွေ့လာပြန်သည်တို့ရတွင်တစုံတရာ ပြန်လဲပြောဆိုခြင်းကမရှိချေကဲတော်တော့တခင်လုံးနိုင်က ပြောလိုက်သဖြင့်ရှင်ရင်မြသည်ထိုင်ရာမှထား၍ ရေဝေသောမျက်လုံးဆုံဖြင့်ညုံညုံနှင့်ထွေးမြင့်အားလှည့်ကြည့်လိုက်ပြီးနောက်အခန်းထဲမှလေးပင်စွာထွက်သွားတော်၏တို့ရတွင်ရှင်ရင်မြသည်လေကားမှဆင်းသွားရာတဝက်လောက်ကြောက်တွင်နောက်မှတစုံတယောက်ပြေးဆင်းလာသံကြား၍လက်ကြည့်လိုက်သည်တွင် ထွေးမြင့်ကို တွေ့ရှိရလေသည်။ဘာလဲမောင်ထွေးမြင့်။မမရင်ရင်မြကို ကျွန်တော်လိုက်ပုံမလို့ထွေးမြင့်၏လက်ထဲတွင်ထီတစဉ်ပါလာလေသည်။ ရှင်ရင်များကထွေးမြင့်၏ပခုံးကို စီချိုး၍ဖက်လိုက်လေသည်။သူတို့နှစ်ယောက်သည် လမ်းမပေါ်သို့ရောက်ရှိသောအခါတွင်မိုးကြီးတဲထန်စွာရွာသွန်းလေတော်၏။တခင်လုံးနိုင်အိမ်မှရှင်ရင်များပြန်သွားပြီးနောက်တစ်နေ့မှပင်ဥကြုံညွန့်သည် ခရိုင်အုပ်ချုပ်ရေးရုံးသို့လာရောက်၍တခင်ခေါင်းဆောင်များနှင့်ဗမာလွတ်လပ်ရေးတပ်မတော်မှဗိုလ်များအားခြေတလုံးဖက်မတက်တောင်းပန်လေသည်။ဥကြုံညွန့်နှင့်အတူမင်းကတော်ဒေါ်များများနှင့် ရှင်ရင်များတို့လည်းမျက်နှာမတိုင်းမရာဖြင့်လိုက်ပါလာကြလေသည်။သခင်လွန်နိုင်တို့သည် အင်္ဂလိပ်လက်ပါစေဝန်တော်ဟောင်းဦးကျော်ညွန့်အားဖန်စီခြင်းတော်၎င်းဒဇုံတရားအေးအေးယူခြင်းတော်၎င်းမပြုတ်လောက်ကြတော့လဲဝန်ဒေတွင်မြို့သိပ်သားသည်များကိုကအာရအောင်ပြောလိုက်ကြသည်ဟု ဆို၏ဥထုံးပေါ်သည်အုတ်ချုပ်၏အဖွဲ့ဝင်တူမဟုတ်တော့လဲသူရံပက်ကြီးမန်ဆွေကျိုး၍လာမည်ဟုကြားသဖြင့် နနဲ့အစောကြီးကတည်းကပင်ဂျုံတို့ရောက်ရှိနေခဲ့၏အနှစ်နှစ်အလားလားဗြိတိရှဖိနှိပ်ချုပ်ဆယ်မှုများကိုခံစားခဲ့ရသောလွတ်လပ်ရေးကြိုးပမ်းသူများသည်ယခုမှပင် အတိုးချ၍နေချက်လက်ပါစေဟောင်းကြီးတဦးအားခေါမထောင်နိုင်အောင်ဖိ၍ပြောကြလေသည်ဦးကျော်ညွန့်သည်ညီတို့များခုခံအငင်းပွားခြင်းမပြုဘဲသူ့အမများကို ဝန်ခံကာနောင်တရပါပြီဆိုသည့်အကြောင်းကိုသာတဖွာဖွာပြောဆိုလေ၏ ခင်လွန်နိုင်တို့လူစုသည်ဥကြုံညော့အားကောင်းမွန်စွာနေထိုင်ရန်နိုင်ငံနှင့်အမျိုးကိုတစ္ဆာမဖောက်ရန်လွတ်လပ်ရေးတွင်ဝဲမရှုပ်ရန်ပြောဆိုဆုံးမမှာကြားပြီးနောက်ပြန်လွှတ်လိုက်လေသည်တို့ရတွင်ဘဝလန်ခီအနိုင်ပိုင်းတွင် ရောက်ရှိနေသောဥကြုံညွန့်၏ဒုက္ခဝဝတို့သည်ဤများနှင့်မပြည့်စုံပေသခင်လွန်နိုင်တို့၏လက်ညှိုးတငေါငေါထိုး၍ရစရာမရှိအောင် အပြောဆိုခံခဲ့ရပြီးနောက်နှစ်ရက်ကြာတွင် ျပန်ကင်ပေတာ၏ဖန်ဆီခြင်းကိုခံခဲ့ရလေသည်။ဥကြောညွန့်သည်ဂျပန်ဖန်ခံရသည်နှင့်တပြိုင်တည်းဒေါမြများနှင့်ရင်းရင်များတို့သည်တခင်လွန်နိုင်တို့ထံလွှတ်ပေးပါရန်ငိုယိုတောင်းပန်ကြလေ၏။တို့ရာတွင်ဥကြောညွန့်အဖန်ခံရသည့်အကြောင်းကို တခင်လွန်နိုင်တို့သည်ရင်းရင်များတို့ပြောမှပင်သိရှိရလေသည်။ရှင်ကြောင့်တခင်လွန်နိုင်ကအမှန်တိုင်းပင်ဤကိစ္စတွင် သူဘာမျှမသိရှိကြောင်း သူပြောက မပါရှိကြောင်းထို့ပြင်ဂျပန်စစ်ဘက်မှအရှုံမှုနှင့်ဖမ်းတီးဖြစ်၍၎င်းတို့အနေဖြင့်မိတို့မျှမတက်နိုင်ကြောင်းပြောဆိုလိုက်လေသည်ဦးကျော်ညွန့်သည်ညချင်းနာမျိုးခရိုင်ပညာဝန်ရုံးတွင်ဖွင့်လှစ်ထားသောဂျပန်ကင်ပေတိုင်၏ဈေးဥပေါက်ဧည့်သည်ဖြစ်လေသည် သူသည်ဆယ်ရက်တိုင်တိုင်ဂျပန်ကင်ပေတိုင်များ၏နှိမ့်ဆက်ညှဉ်းပန်းခြင်းကိုခံရပြီးနောက်ဒေလူမျိုးပါခြေနေဖြင့်လွတ်မြောက်လာလေသည် မြို့သူမြို့သားများသည်ဥကြုံညွန့်ပေါ်တွင် မြစ်တာမရှိလာတော့လဲသူတို့မကြဘူးမကြုံဘူးသောရက်ဆက်မှုကို ပထမဆုံးတိတွေ့မြင်လိုက်ရသဖြင့်ကြောချမ်းသွားကြလေသည်ဥကြုံညွန့်သည်ဤသို့ဒေကောင်ပေါင်းလဲခံလိုက်ရခြင်းမှာသခင်လွန်နိုင်တို့၏လက်ချက်မဟုတ်ကြောင်းကိုသခင်လွန်နိုင်တို့ဘက်မှညီမျှရှင်းပြစေကမူဥကြုံညွန့်တို့ကလည်းမယုံကြည်မြို့ကလည်းမယုံကြည်ခြင်းသခင်လွန်နိုင်တို့ပယောကမပါကြောင်း ရှင်လင်းချက်ကိုလက်ခံယုံကြည်သူမှတဦးသာရှိသည်ထို့သူမှလည်းအခြားမဟုတ်ဦးကျော်ညွန့်၏တမီရင်ရင်ရင်မြသာဖြစ်လေသည်မြစ်တစ်ဖက်ကမ်းတွင်ခဏရောင်တက်တန့်တရားသည်တောင်နှစ်တောင်ကိုဆက်သွယ်လျက်ရှိ မိုးရွာပိစတွင် နေအောင်ကြနေသည်မှာ အလှပအတာယာဆုံးဖြစ်၏အရာရာသည် ရွှေရောင်ဝင်းပလျက်ရှိ အရာရာသည်အေးမြလျက်ရှိ၏ မိုးဆဲကြမှုမျက်နာတဝိုက်လူသူရှင်နေသည် သူတယောက်သာလျင်မြကန်နှဖူးတွင်ထိုင်၍တစုံတရာကိုလေးလေးနက်နက်စဉ်းစားနေလေသည် မကြာခဏဆိုသလိုတပြင်းရှိကြီးကိုမှုတ်ထုတ်လျက်ရှိသည် နောက်ဆုံးတွင်သူသည်ညီသည့်အရာကိုမှ မတွေးတော့လိုသည့်အလားမိုးဆန်ထားသည့်မြစ်တဝိုက်ကိုငေးဆိုင်နေပြန်တော်သည်ဧရာဝတီရေစီးချောင်းသည်သူခီးသူသွားလျက်အခါတိုင်းဆိုလျင် ညတွင်ရေချိုးသူများပြည့်နှက်လျက်ရှိသည်ယနေ့တော့စောစောကမိုးတက်တဲရွာထားသဖြင့်ကံယိုးတလျှောက်လုံး ရှင်နေသည်ဟိုနာလှမ်းလှမ်းမှာတယောက်နှစ်ယောက်ဒီနာလှမ်းလှမ်းမှာနှစ်ယောက်သုံးယောက်စသဖြင့်တွေ့ရသည်ညကြီးနာမျိုး၏မျက်စိမှာဝါတရိုက်ခန့်နဲ့သောကပောက်သောကို ဆင်း၍ဝါသုံးရိုက်ခန့်ကျသောကျောက်စရစ်တော်ပေါ်တွင်ပြေလျှောဆင်းသွားမှရေဆက်ကို တွေ့ရှိရလေသည်ဝါဆိုဝါကောင်းဆိုလျင်တော့ ကျောက်စီရတော်ပြောက်၍ကဘာကိုထိလူပနန်းရေတက်လေသည်အကယ်၍မိုးရီတိုးရီသည်ကဘာကိုလွန်လာခဲ့လျင်လဲမြို့ကိုကာကွယ်ထားသော တာယိုလန်းကိုရင်ဆိုင်ရအောင်မြည်ဖြစ်၏တို့ရတွင်ထိုမြအထိရေကြီးခြင်းလဲရှားပါလှပေသည်ညကန်တပူမှလူရွယ်သည် ခလန်းလန်းစီတို့မျောကြည့်နေရမှမျက်စီကိုရုပ်လိုက်သောအခါတွင် သူနှင့်မလန်မကန်းရှိ လေကားတင်များစီတို့ဥတီ၍လျှောက်လာနေသောမျက်နှဖြူအမျိုးသမီးနှစ်ဦးကို၆စရစ်တော်အလဲတွင်တွေ့ရှိရလေသည် လေတဟုတိုက်နေသည်ဖြင့်၎င်းတို့၏ခေါင်းဝန်များသည် လွင့်လန်းလျက်ရှိရာပေါင်ဖြူဖြူများသည်ထင်းကနေဝင်းကနေဖြစ်နေ၏အပေါ်မှဆေး၍ကြည်နေကြသည်ဖြင့်လေဟိုက်နေလွန်းလာသောအင်ကြီးတွင်မှယုံ၍ထွက်နေသောရှင်သားဖြူဖြူများကိုလည်းစိတ်မောပွေရာမြင်တွေ့နေရပါသည် ယခုတလောညကြီးနာမြို့တွင်ဘုံမများအသားဖြူသော ကပြားမများမဖြူမမဲသောကပြားမများနှက်ချုပ်သောဘိုချက်ချီမများကို မြင်တွေ့နေရသည်မှာအထူးဆန်းမဟုတ်တော့ပင်အောက်မြန်မာပြည်အရရမှပြေလွှာလာကြသောမျက်နှဖြူမိသားစုများအထက်တန်းရရှိခြင်းများကပြားအိမ်အောင်စုများသည်ညကြီးနာမြို့တွင်တောင်တင်လျက်ရှိကြတော်၏ဘဲမမသွားဘဲမမလာတဲ့ဘာမမလုပ်တဲ့ ဘာမှမကင်တက်ဖြင့်အချို့သည်ကြိုကြိုကြားကြားတွင်ကဲ့ရက်နေထိုင်ကြရသည် အချို့သည် ရှိသည့်ပစ္စည်းများရောင်းချစားတော့၍ကုန်သောအခါတွင်မရှက်နိုင်မကြောက်နိုင်တောင်းရန်၍စားတော့ကြရလေသည် အချို့မျက်နှာဖြူနှင့်ကလားကပြားများသည်ဂျပန်နှင့်ဗမာများကိုမြှူ၍မြောင်၍ဝိုင်း၍စားတော့နေကြတော်သည်အချို့မှလည်းစေတနာနှင့်ကုညီသည်ဟုထင်မှတ်ပြီးလက်ခံရာမှ နောက်ပိုင်းတွင် မတရားအပြုအမူခံကြရလေသည်မြို့ပေါ်ရှိမိမမှုပွေသောယောက်ျားများနှင့်လူပြိုပေါက်များသည်ကပြားမာလေးများနှင့် ဖြစ်လာရတော်၏ဤထဲတွင်တစ်ကြိမ်တစ်ကြိမ်ဆိုသလိုမျက်နှာဖြူမများညမာများက ဝိုင်းဝန်းမတိန်ကျင်ခြင်းဇပန်များကအရမပြုခြင်းအမှုများလည်းဖြစ်ပေါ်လေသည်တခင်လွန်နိုင်တို့သည်ဤကိစ္စများတွင်လည်းတတ်နိုင်သမျှဖြေရှင်းရလေသည် သူအောင်ပြေအောင်ရသူပြန်လို့သူများကိုကိုကြီးစီစဉ်ပေးခြင်းမြုပ်ကန်လူများကိုနှိမ့်ဆနေသူများနင်းနင်းတန်းခတ်ခြင်းရိုးသားစွာလောက်ကန်စားတော့နေသူများဂျပန်နှင့်ဗမာများရန်မှကာကွယ်ပေးခြင်းတို့ဖြင့်အတော်ပင်အလုရှုပ်လိုက်ရပါသည်မြေကန်နှဖူးမှလူရွယ်သည်မိုးရွာ၍ဆောင်းနေသောကဘာသောကိုခက်ခဲစွာ တက်လာနေသည့်မျက်နှာပြူမှနှစ်ဦးအားတစ်ချက်နှစ်ချက်မျှသာကြည့်ပြီးနောက်ညနာလွဲနေလိုက်လေသည် ဘိုးမနှစ်ယောက်သည်သူအားဆူဆူဝါးဝါးပြန်လည်ကြည့်နေသည့်အတွက်သူကထမှန်၍မကြည့်ရှုခြင်းဖြစ်၏တို့ရတွင်ခေါဝန်ရှင်နှုတ်သည်ကဘာထိတ်သို့ရောက်သောအခါတွင်သူတို့ခီးကိုဆက်မသွားဘဲသူနှင့်မလန်မကန်းတွင်ရန်နေကြတော်၏သူတို့သည် သူအားကြည့်၍တူ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 ပြောဆိုနေကြသည်ညလုံးတောက်မှလည်းမြင်ရ၏နားမှလည်းမတည့်မကွဲကြရ၏နောက်ဆုံးတွင်သူသည် ညနေဖြူမှနှစ်ဦး၏အပြုတ်မှုကိုလစ်လျူရှုခွင့်ပြုမနေနိုင်တော့သဖြင့်သူတို့ဘက်သို့လှည့်လိုက်သည် ထိုအခါတွင် သူကညီတို့မြမပြောနိုင်မဆိုနိုင်ခင်မှာပင်ဘိုးမကလေးနှစ်ဦးသည် သူ့ထံသို့ပြုံ၍လျှောက်လာကြလေသည်သူကနေရာမှထ၍ညနေသားခက်တီတီဖြင့်ခါထောက်၍ကြည့်နေစမှာပင်တယောက်သောအသားဖြူမလေးကရှင့်မှာညီတယောက်ရှိတယ်မဟုတ်လားကျုံမှာညီနှစ်ယောက်တောင်ရှိတယ် ။"အိုးမဟုတ်ဘူး။ကျမဆိုလိုတာကဗမာရိုင်ဖယ်တပ်မှအမှုထမ်းနေတဲ့တယောက်ကိုပြောတာ။ဟုတ်တယ်ရှိတယ်။ဟုတ်ပါတယ်။ဒါကြောင့်ရှင်းမျက်နှာကို ကြည့်နေတာကြပေါ့။ရှင်တို့ညီကိုနှစ်ယောက်ရဲ့မျက်နှာတထေရတဲ့ပဲ။ဒါပေမဲ့စိတ်သက်ခြင်းကတော့အင်မတန်ခြားနားတယ်။ဟုတ်ပါတယ်။ကျမတို့သိပါတယ်။သူကဗြိတိရှသစ္စာကံရှင်ကဗြိတိရှဆန့်ကျင်သူ။ မင်းတို့သူနဲ့တော်တော်ရင်းနေသလားဟုတ်ကဲ့ဒါပေမဲ့တိတာတော့တိတ်မကြသေးပါဘူးကျမတို့ဒီကိုပြေးလာတော့ကတောင်စကိုင်းမှာတွေ့ခဲ့ကြသေးတယ်ကျမတို့မြကြီးနာသွားမယ်ဆိုလို့သူကပြောလိုက်သေးတယ်ဘာပြောလိုက်သလဲမြကြီးနာမှာသူ့မိသားစုရှိတယ်တဲ့ဒါပေမဲ့ကျမတို့ကိုဘာမှကူညီမှာမဟုတ်ဘူးတဲ့သူ့မိသားစုဟာဂျီတီရှာစန့်ကျင်ရေးသမားတွေတဲ့သူပြောတာမှန်သလား တဝက်မှပြီးတဝက်မှန်နေရှင်တို့ဟာဂျီတီရှာစန့်ကျင်ရေးသမားတွေဆိုတာမှန်ပြီးကျမတို့ကို မကူညီဘူးဆိုတာကတော့မှားနေတယ်ရှင်တို့ဟာ ကျမတို့အပေါ်မှာအများကြီးကောင်းပါတယ်အခြားမျိုးသူမျိုးသားတွေနဲ့အတူတူဆောင်းလျှောက်ပါတယ်ကျုပ်တို့ကဂျီတီရှာလူမျိုးတွေကိုစန့်ကျင်တာမဟုတ်ပါဘူးဂျီတီရှာနယ်ချင်းနဲ့ကိုလိုနီဝါဒကိုစန့်ကျင်တာပါရှင်တို့ဟာရှင်တို့တိုင်းပြည်လွတ်လပ်ရေးအတွက်တိုက်ခိုက်နေတယ်ဆိုတာကျမတို့သိပါတယ် ဒါပေမဲ့ကျမတို့ဟာတာမန်မျက်နှာဖြူအမျိုးသမီးနှစ်ဦးသာဖြစ်ပါတယ်။သူကခေါင်းတဆက်ဆက်ညှိလိုက်ပြီးမင်းတို့ဟာခြားနားမှုရှိတဲ့မိန်းကလေးတွေပဲ။မင်းတို့နှစ်ယောက်နာမည်ကိုသိနိုင်မလား။ကျမကစတေလာ၊သူကပမယ်လား။ကို့နာမည်အမ်မောင်။လက်ဖတန်နဲ့အမ်မောင်လား၊ကပတိန်အမ်မောင်လား။ကိုဟာအခုထိတော့ကော်မရှင်ရတဲ့ပြန်တန်းဝင်စစ်ဘုတ်တူမဟုတ်ဘူး။ဒါပေမဲ့ တပ်သား900ကျော်ကိုအုပ်ချုပ်နေတဲ့ဗိုလ်မှူးတယောက်တော့ဖြစ်တယ်။ဒီလိုဆိုရင်တပ်မှုအမှောင်လို့ခေါ်ရမှာပေါ့။ဘလို့ခေါ်ခေါ်ပါအေးကြည့်တာကကိုလိုနိုင်ငံလွတ်လပ်ရေးရဖို့ပဲ။ဒါတော့ကျမတို့ဘာမှမပြောတတ်ပါဘူး။ဒါပေမဲ့ရှင်တို့ရဲ့စိတ်ဓာတ်ကိုတော့ကျမတို့ချီးကျူးပါတယ်။ကျေးဇူးတင်ပါတယ်။မှောင်းလာပြီ။ဟုတ်တယ်ကျမတို့ပြန်ရတော့မယ်။တပ်မှုရောမပြန်သေးဘူးလား။ဘဝအမှောင်တွေ တခဏမျှစဉ်းစားပြီးနောက်ကိုလဲပြန်မယ်အတူတူပြန်ကြမယ်စတေလာကအမောင်ရိပ်ဝဲတိမ်မွေ့စွာ ပြုံးလိုက်ပါသည် ောက်ဆက်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း7ကိုလည်းစောင့်မျှော်နောက်ဆက်ပေးကြပါအောင်ခင်ဗျာ